သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ April 1ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေး35လမ်းရှိဖွင့်လှစ်ထားတဲ့ Caraway Cafe စားတောက်ဆိုင်အထက်မြင့်အဆောက်အအုံပြိုကျမှုမှာစားတောက်သူများစိုင်းဝင်တန်းများ စစ်တပ်ဘက်မှအရာရှိတအုပ်နဲ့စစ်သား၉ခန့်တိတ်ဆုံးခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့35လမ်းနဲ့85လမ်းတောက်မှာဖွင့်လှစ်ထားတဲ့ Caraway Cafe နဲ့စားတောက်ဆိုင်အထက်မြင့်အဆောက်အုံဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်အတွင်းလုံးဝပြိုကျမှုဖြစ်ပွားခဲ့ရမှာစားတောက်သူများ၊စိုင်းဝင်တန်းများနဲ့စစ်တပ်ဘက်မှအရာရှိတအုပ်စစ်သား၉ခန့်တိတ်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။မတ်လ28ရက်နေ့မွန်လ12:52မိနစ်အချိန်ပြင်အား9.8အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့တာကြောင်း မန္တလေးမြို့35လမ်းနဲ့85လမ်းတောင်းမှာဖွင့်လှစ်ထားတဲ့ကရဝိတ်ကဖေးအဆောက်အုံမှာလုံးဝပြိုကျသွားခဲ့ကြောင်းရင်းတို့ပြိုကျချိန်မှာစားတောက်သူများစိုင်ဝင်တန်းများအပြင်မန္တလေးမြို့ကိုလုံခြုံရေးယူကင်းပတ်နေတဲ့စစ်တပ်အရာရှိတအူးနဲ့စစ်သား9ဦးစုစုပေါင်းစစ်သား10ဦးပါတိတ်ဆုံသွားကြောင်းသိရှိရပါတယ်ကရဝိတ်ကဖေးဟာမန္တလေးမြို့ရဲ့နာမည်ကျော်စားတောက်ဆိုင်ဖြစ်ပြီးမန္တလေးမြို့သူမြို့သားများဝင်ထွက်သွားလာစားတောက်နေကြတဲ့နာမည်ကျော်ကဖေးနဲ့စားတောက်ဆိုင်ဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ငလင်တန်ကြောင့်ဒုစစ်ခေါင်းဆောင်ရဲ့အရန်တပ်ဖွဲ့ဝင်6ဦးသေဆုံးပြီး28ဦးအပြင်းထန်ဒဏ်ရာရစစ်ခေါင်းဆောင်ရဲ့ကိုရန်တော်တပ်အုပ်ချုပ်မှုအဆောက်အုံပျက်စီးသွားတဲ့အတွက်ရုံးလုပ်ငန်းကိုတစ်ပင်အောက်မှဆောင်ရွက်နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နေပြည်တော်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်နဲ့အတွင်းရုံးအဆောက်အုံများပြက်စီးပြီးစစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုများရှိခဲ့တဲ့အချိန်မှာဒုစစ်ကောင်ဆောင်ရဲ့အရန်တပ်မှတပ်ဖွဲ့ဝင်တချို့လည်းထိခိုက်ဒေဆုံးမှုများရှိကြောင်းသိရှိရပါတယ်။ တူစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းရဲ့ဒုတိယအရန်တက်ဖြစ်တဲ့ခမရ303မှစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးပြီး28ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းဗိုလ်ကြီးဇင်ရော်ထံမှသိရပါတယ်။စစ်ဘက်ဆိုင်ရာအဆောက်အုံတွေအကုန်နှိပါပြိုတယ်။ဒုစစ်ကောင်ဆောင်ရဲ့အရန်တက်ကကောင်တွေလည်းသိတယ်။တက်ချုပ်ရဲ့ကိုရန်တော်တက်နဲ့ရုံအဆောက်အုံတွေရောအကုန်ပါတာစစ်ဘက်ဆိုင်ရာအဆောက်အုံတွေကိုအရင်လုံနေကြတာဝန်ထမ်းအင်အားတွေကိုတော့မလုံနိုင်သေးဘူးလို့ဗိုလ်ကြီးဇင်ရော်ကပြောပါတယ်။ စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ကိုရံတော်တက်ဖြစ်တဲ့ခမရ305မှာအုပ်ချုပ်မှုနဲ့လူနေအဆောက်အုံအားလုံးပြိုကျပျက်စီးသွားတဲ့အတွက်အုပ်ချုပ်ရေးလုပ်ငန်းများအားလုံးကိုတစ်ပင်အောက်မှာလုတ်ကန်ဆောင်ရွက်နေကြကြောင်းသိရှိရပါတယ်။ငလင်လောက်ကအပြီးမက်လ29ရက်နေ့နဲ့30ရက်တွေမှာစစ်ကောင်းဆောင်အပါအဝင်ဒုစစ်ကောင်းဆောင်နဲ့ဝင်ကြီးများအဖွဲ့ဟာမြေပြင်ပေါ်မှာတာလဘက်ကာပြီးအစည်းအဝေးလုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ရုံးချုပ်မှာရှိတဲ့ဝန်ထမ်းတွေဟာငနီတူကျော်ဘာလချောင်ကျော်နဲ့ ကျဥ်ကျော်တအိမ်တောင်ကိုဆန်နဘိုးခွဲနှုံးနဲ့ခွဲတန်းစားတောက်နေကြကြောင်းလည်းသိရှိရပါတယ်။နေပြည်တော်ကောင်စီနေမြေမှာငလင်လှုပ်ခတ်ပြီးနောက်နိုင်ငံသားရေးဝန်ကြီးဌာနအပါအဝင်အလို့သမားဝန်ကြီးဌာနပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြမမိရထဌာနဝန်တန်းအရာများဖြစ်တဲ့ခရီးအင်အားတိုက်အမှတ်132 133 134ဧကတထောင်တိုက်မှတ်13နှစ်နှစ်13နှစ်ခွန်13တုံညာခွန်တို့ထိကိုက်ပြိုကျပျက်စီးမှုများပြားခဲ့ပြီးဧက2000ဧက3000တို့ဘက်မှဝန်ထမ်းအင်အားများလည်းပျက်စီးမှုများရှိတယ်လို့သိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြင်းမူမှာစစ်တပ်ကယနေ့ညပိုင်းလက်နက်ကြီးများနဲ့ကြေးရွာများကိုပစ်ခတ်မှုပြည်သူနှုတ်ဒဏ်ရာရရှိပြီးအလကပရွာကိုဝင်ရောက်စီးနှင်းကတနတ်မြပစ်ဖောက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမြင်းမူမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကယနေ့ညပိုင်းမှာလက်နက်ကြီးတွေနဲ့ကြေးရွာတွေကိုပစ်ခတ်ခြင်းကြောင့်ပြည်သူနှုတ်ဒဏ်ရာရပြီးအလကပကြေးရွာကိုဝင်ရောက်စီးနှင်းကတနတ်မြပစ်ဖောက်နေကြောင်းမြင်းမူမြို့နယ်တရင်မှန်ပြန်ကြားရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။ မတ်လ31ရက်နေ့ည8:40မိနစ်အချိန်ခန့်မှာမြင်းမှုမြို့နယ်ထီဆောင်ရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးတွေနဲ့ခြေရွာတွေကိုရန်တမ်းပစ်ခတ်နေကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်ကောင်စီတပ်သားများပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီးပြည်သူတို့ထိခိုက်ဒဏ်ရာရရှိကပြည်သူတို့လည်းထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါတယ်။ထီဆောင်ခြေရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြံဖတ်စစ်ခွေတွေကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတာအခုသိရတာတော့ပြည်သူတို့ထိခိုက်ဒဏ်ရာရတယ်လို့သိထားရတယ်လို့ မြင်းမှုမြို့နယ်တရင်မှန်ပြန်ကြားရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အလားတူမြင်းမှုမြို့နယ်မြောက်လန်းခွဲမှာရှိတဲ့စစ်သားတွေနဲ့ဒုမြမာကျော်စီဆိုင်မှာအထိုင်ကျတက်ဆွဲထားတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေကယနေ့ညပိုင်းမှာအလက်ကပကြီးရွာကိုဝင်ရောက်စီးနှင်းပြီးလက်နက်ငယ်များပစ်ဖောက်နေကြောင်းမြင်းမှုမြို့နယ်တရင်မှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့စကိုင်းမြို့အနီးကိုဗဟုပြုပြီးပြင်းအား၄.၁အဆင့်ရှိမြင်းငလင်လှုပ်ခတ်မှု USGS ကတင်ထုတ်ပြန်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ စကိုင်းမြို့အနီးကိုဗဟိုပြုတ်ပြီးပြင်းအား၄.၁အဆင့်ရှိတဲ့မြင်းငလင်လှုပ်ခတ်သွားကြောင်းအမေရိကန်ပူမိပေဒငလင်စောင့်ကြည့်ရေးအဖွဲ့ USGS ကသတင်းထုတ်ပြန်ပါတယ်။ယနေ့ဧပြီလ၁ရက်နေ့မြန်မာစံတော်ချိန်နနက်၁:၄၁မိနစ်အချိန်ခန့်မှာရင်းကဲသို့မြင်းငလင်လှုပ်ခတ်သွားခြင်းဖြစ်ပြီးစကိုင်းမြို့အနောက်မြောက်ဘက်၄ကီလိုမီတာအကွာကိုဗဟိုပြုတ်၍မြင်းငလင်လှုပ်ခတ်သွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ငလင်လှုပ်တာတော်တော်ကျန်းနေကျွန်တော်တို့အိမ်အပြင်ဘက်မှာချင်းအောင်ထောင်ပြီးထွက်အိမ်နေတာအလုံးလက်နိုးကုန်ကြတယ် လေးရက်ရှိနေပြီညာတိုင်းငလင်ကဖြည်းဖြည်းလှုပ်တာနဲ့ကြမ်းကြမ်းလှုပ်တာပဲကွာတယ်ညာတိုင်းလှုပ်နေတာလို့မန္တလေးဒေသပြည်သူတို့ကပြောဆိုပါတယ်မတ်လ28ရက်နေ့မွန်လ12:52မိနစ်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးနေပြည်တော်စကိုင်းအပါဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်နေပြီးလူထောင်ချီတေဆုံးခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်တန်တဲ့မန္တလေးမှာစီပွားရေးသမားများနဲ့ စက်မှုဇုံလုပ်ငန်းရှင်များစီးပွားရေးအဖွဲ့များကိုနေပြည်တော်ခေါ်ပြီးစစ်ကောင်စီကအတင်းအကျပ်လှငွေတောင်းရန်ကုန်မှလုပ်ငန်းရှင်တွေကိုလည်းလေရင်နဲ့ခေါ်ယူငွေတောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီကပြည်တွင်းမှာနာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်များနဲ့စက်မှုဇုံလုပ်ငန်းရှင်များစီးပွားရေးဆိုင်ရာအတင်းအဖွဲ့များနဲ့လူမှုရေးအတင်းအဖွဲ့များကိုနေပြည်တော်ကိုခေါ်ပြီးငလင်ပေးကူညီရေးအတင်းအကျပ်ငွေတောင်းခံနေကြောင်းငွေကြေးအတောင်းခံရတဲ့စီးပွားရေးအတိုင်းအဝိုင်းကပြောဆိုပါရတယ်။ ယနေ့ဧပြီလ၁ရက်နေ့မွန်လင်၂နာရီအချိန်မှာနေပြည်တော်တပေါင်းကွင်းယာယီခမ်းမမှာအလှငွေလက်ခံပွဲကျင်းပမှာဖြစ်ပြီးမန္တလေးမှာလုပ်ငန်းရှင်များအသင်းအဖွဲ့များရန်ကုန်မှာစီးပွားရေးလုပ်ငန်းရှင်များအသင်းအဖွဲ့တက်ရောက်ရန်စစ်ကောင်စီကခေါ်ယူထားကြောင်းသိရှိရပါတယ်။မတ်လ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးနေပြည်တော်စကိုင်းအပါဝဲမြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာတေဆုံးသူနဲ့ပျက်စီးဆုံးရှုံးမှုများမြင့်မားခဲ့ကြောင်း အဲ့ဒီလိုကြုံတွေ့နေရချိန်မှာကေဆယ်ရေးနဲ့ကုညီရေးလုပ်ငန်းများလိုအပ်နေတဲ့မြို့များစွာရှိနေပြီးပြည်သူတွေအထိဒုက္ခရောက်နေရပေမဲ့လည်းစစ်ကောင်စီကငွေကြေးရရှိရေးကိုသာ OTP အပေးချင်းချောက်နေကြောင်းသိရှိရပါတယ်အဲ့ဒီလိုအလွန်ငွေတောင်းခံရမှာငလင်တန်တစ်မန္တလေးမှာလုပ်ငန်းရှင်များစီးပွားရေးသမားများစီးပွားရေးဆိုင်ရာအသင်းအဖွဲ့တွေကိုနေပြည်တော်ကိုခေါ်ယူထားပြီးအလွန်ငွေပေးအပ်တဲ့အခမ်းအနားကိုမန္တလေးမှာလူကိုယ်တိုင်မတက်ရောက်နိုင်ပါကဒုတိယဗိုလ်ချုပ်ကြီးမြို့မိုးအောင်နဲ့ မန္တလေးဝန်ကြီးချုပ်တို့ကကိုစားအလွန်ငွေလက်ခံပေးမိဖြစ်ကြောင်းစစ်ကောင်စီက PRP ချင်းချောက်ထားတဲ့ဖိတ်ခေါ်စာမှာဖော်ပြထားပါတယ်။ဒါပြင်ရန်ကုန်မှလုပ်ငန်းရှင်များအသင်းအဖွဲ့များအနေနဲ့နေပြည်တော်ကိုငွေလာပေးဖို့စစ်ကောင်စီကလေရင်အသွားပြန်စီစဉ်ပေးမိဖြစ်ကြောင်းသိရှိရပါတယ်။ငလင်တံမှာပိတ်မိနေတဲ့ပြည်သူကိုယ်တော်မကယ်ထုတ်နိုင်သေးဘူး။အဲ့ဒါကိုငွေရဖို့နေပြည်တော်မှာအခမ်းအနားနဲ့လေရင်ပြန်အကျိုးဖို့စီစဉ်ပြီးအလူခံပွဲလုပ်နေပြီလို့စီးပွားရေးတရင်အရင်မြက်ကပြောဆိုပါတယ်။ ရန်ကုန်တိုင်းမှာစက်မှုစုံများကိုလည်းစက်မှုစုံတစ်ခုကိုငွေကျပ်300နောင်းနဲ့ဧပြီလ4ရက်နေ့နောက်ဆုံးထားမဖြစ်မနေစစ်ကောင်စီထံကိုငွေပေးဖို့စစ်တပ်ကဖိအားပေးလျက်ရှိပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လီဒိုလမ်းမကြီးမှာရှိတဲ့စစ်ကောင်စီနဲ့ပြည်သူစစ်ပူးပေါင်းတက်စကန်ကို KIA ပြန်လည်တင်ပိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မြကြီးနားတနိုင်းတော်လီဒိုလမ်းမကြီးလဝါကြီးရွာမှာရှိတဲ့စစ်ကောင်စီတက်စကန်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတက်ကယနေ့မတ်လ31ရက်နေ့မှာတိုက်ခိုက်တင်ပိုက်ခဲ့တယ်လို့ ကချင်စစ်ရေးတရင်အရင်မြစ်တချို့ကအတီးပြုတ်ပါတယ်စစ်ကောင်စီတက်နဲ့မင်းစီတက်ပြည်သူစစ်ကကချင်ပြည်နယ်ဖားကန့်မြို့နယ်လဝါချေးရွာအနီးကိုမတ်လ25ရက်နေ့မှာထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNA ကအတိပေးထားပါတယ်မရန်ကထောင်ဂိတ်မှာရှိတဲ့စစ်ကောင်စီတက်ကာမိုင်းပြူဟာမှာရှိတဲ့စစ်ကောင်စီတက်တွေအင်အားတိုးချဲ့စစ်ရေးလှုပ်ရှားတာ လဝါကြီးရွာကိုထိုးစစ်ဆင်စကန်ချထားပြီးဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါလဝါတက်စကန်ကို KIA ပူပေါင်းတက်ကပြန်လည်တိုက်ခိုက်ရမှာမတ်လ31ရက်နေ့နနက်7:00နာရီမှာပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့သတင်းအရင်းမြစ်ကအသိပေးထားပါတယ်။ဒါအပြင်ခေရန်များရရှိကစစ်ကောင်စီတက်တဲ့ရွှေမင်းပြည်သူစစ်မင်းစီတန့်ပြည်သူစစ်များကာမိုင်းဘက်ကိုထွက်ပြေးသွားကြောင်းကချင်သတင်းအရင်းမြစ်တို့ကအသိပေးပါတယ်။ရင်းနဲ့ပတ်သက်ပြီး KIA သတင်းအရင်းမြစ်တို့ကိုမင်းမြန်ရမှာဖြစ်စဉ်မှန်ကန်ကြောင်းအသိပြုပါတယ်။အသေးစိတ်အချင်းတွေကိုတော့ပြောဆိုခြင်းမရှိသေးပါဘူး။ KNA ပူပေါင်းတက်ရဲ့မက်စလာ30ရက်တရင်ဖော်ပြချက်မှာပြီးခဲ့တဲ့တပတ်အတွင်းတနိုင်းလီဒိုလန်လဝါချီရွာမှာ KNA ပူပေါင်းတက်နဲ့စစ်ကောင်စီမင်းစေတပ်ပြည်သူစစ်ပူပေါင်းအဖွဲ့ကြားတိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်းအသိပေးထားပါတယ်။ဒါအပြင်စတုံးဒေသမှာလည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးဝိုင်းမော်လက်မြန်ပူတာအိုဆွန်ပရာဘွန်လမ်းပိုင်းတွေမှာစစ်ကောင်စီကစစ်ရေးလှုပ်ရှားနေကြောင်းဖော်ပြပါတယ်။ KNA ပူပေါင်းတက်ဟာပမော်မြို့ကိုအပြည့်အသက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်လျက်ရှိပြီးဧပြီလ၄ရက်နေ့မှာတိုက်ပွဲလေးလပြည့်မီဖြစ်ပါတယ်။ လက်ရှိမှာပမော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့ရေးပါတဲ့တရင်ဌာနချုပ်တွေကို KNA ပူးပေါင်းတပ်ကတင်ပိုက်ထားပြီးမြို့တွေကိုအပြည့်အသက်တင်ပိုက်နိုင်ရေးကြိုးပမ်းနေကြောင်းအသိပေးထားပါတယ်။စစ်ကောင်စီကလည်း match လ29ရက်နေ့နဲ့30ရက်တွေမှာပမော်မြို့ကို2ရက်ဆက်၄ချောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း KNA ကအသိပေးထားပါတယ်။အဲဒီနောက်စစ်ကောင်စီရဲ့အညွှန်းအားငလင်ကပ်ဘေးတင်မှုကိုပုံမိုဆိုးရွားသွားစေခဲ့ပြီးဖြစ်ကြောင်းစောင်းမရှင်ဆရာလှဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ Economic Magazine ကြီးဟာ ကဘာအနှံ့ဆောင်ရည်တန်းနဲ့ချီပြီးဖြန့်ချီနေတဲ့အပြင်ကဘာကောင်းဆောင်များကတလေတဆဖတ်ရှုနေကြပြီးအထိုက်အလျောက်ဩဇာတက်ရောက်မှုရှိပါတယ်။ဆောင်ပါရေးသူတွေဟာ PhD နဲ့ Master ဘွဲ့ရသူတွေဖြစ်ပြီး၎င်းတို့ရဲ့ဆောင်ပါကိုလစ်လျူရှုရည်မဖြစ်ဟုယူဆခံထားရတဲ့မဂ္ဂဇင်းကြီးလည်းဖြစ်ပါတယ်။ The Honda Spike Worsens Myanmar's catastrophic quake ကောင်းစဉ်နဲ့ Match လ30ရက်နေထုတ် Economic မဂ္ဂဇင်းကြီးမှာယခုလိုရေးသားလာခဲ့ပြီးကဘာအလဲမှာစစ်ကောင်စီအတွက်အရှိတ်ထိုးခံရတယ်လို့ဖြစ်သွားစေခဲ့ပါပြီ။ မြန်မာစစ်ဘုတ်ကျုပ်တွေဟာတဘာဝဘေးအန္တရာယ်ကြောက်ရောက်တိုင်း၎င်းတို့အကျိုးအမြတ်အတွက်အမျက်ထုတ်တတ်တဲ့အတော်လေးရုပ်ပြစင်းပြနိုင်လာတဲ့မှတ်တမ်းရှိထားခဲ့သူများဖြစ်ပါတယ်။အပြင်လူများကတော့မတ်လ28ရက်နေ့မှာလှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်ကြီးကြောင့်နိုင်ငံတွင်းဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကြီးကိုခိတ္တခဏများရက်တန့်သွားစီမိလားလို့ခက်ရဲရဲပင်တွေးလာခဲ့ကြပါတယ်။တို့ပေမဲ့လည်းထို့အဖြစ်ကိုကြာကြာစောင့်စရာမလိုပါဘူး။ မတ်လ29ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရကကယ်ဆယ်ရေးလုပ်ငန်းများလုပ်နိုင်ဖို့ယာယီအပြစ်ခတ်ရက်စဲထားမယ်လို့ကြေညာလာပါတယ်။စစ်တပ်ဘက်ကတော့အဲ့ဒီလိုဂရီးကဝတ်မျိုးထွက်မလာခဲ့ပါဘူး။အဲ့ဒီအစားငလင်ကြီးလှုပ်ကပ်သွားပြီးတဲ့နောက်မှာပဲလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများတိုး၍ပင်လှုပ်လာခဲ့ပါတယ်။ဘုံစံများကအုတ်ကျိုးအုတ်ပဲ့ပုံများအကြအသက်ရှင်နေသူများကိုရှာဖွေနေကြရသူများအနည်းကိုပင်ကြာရောက်လာခဲ့ပါတယ်။ စစ်ဘိုလ်ချုပ်တွေဟာတဘာဝဘေးအန္တရာယ်ကြုံလာရာတိုင်း၎င်းတို့ဘက်ကစစ်ရေးအသာစီးရဖို့အမဲလိုလိုအမျက်ထုတ်တက်ကြသူတွေဖြစ်ပါတယ်။2024မှာရာဂီတိုင်ဖွန်း2023မှာမူချာဆိုက်ကလုန်းဒဏ်ကို ခံစားခဲ့ရတဲ့ပြည်ပမှပေးပို့တဲ့အကူအညီတွေကိုပိတ်ဆို့ခဲ့ကြပါတယ်။ဘျူရိုကရေစီကြိုးနီတွေကိုဆွဲထုတ်ပြီးလူသားချင်းစာနာထောက်ထားမှုနဲ့အကူအညီပေးမဲ့လူတွေတော်လန်ရေးအဖွဲ့တွေကိုထိမ့်ချုပ်ထားတဲ့နေမြင်များတဲ့မတော်နိုင်အောင်ဟန်တားခဲ့ကြပါတယ်။ ယခုလည်းငလင်တန်ခံခဲ့ရသူတွေကိုယခင်ကကဲ့သို့စာနာစိတ်ကင်းမဲ့စွာလုလာကြမလားလို့စိုးရင်ပူပမှုများကြီးထွားလာနေပါတယ်။တနင်္ဂနွေနေ့ညပိုင်းမှာတရားဝင်ထုတ်ပြန်ထားတဲ့စည်ရင်းအရတည်ဆုံးသူ1900ရှိနေပြီးယခုအခါ2000နီးပါးဖြစ်လာပါတယ်။ရှေ့လျှောက်တေချာပေါက်များတဲ့များလာဖို့ရှိပါတယ်။ Register Scale 9.8ဟာ2023နောက်ပိုင်းကမ္ဘာမှာအင်အားအပြင်းဆုံးငလင်ကြီးဖြစ်ပါတယ်။2023မှာ9.8ပြင်းအားရှိတူရကီနဲ့ဆီးရီးယားငလင်ကြီးကြောင့်လူပေါင်း 9000ကျွဲတည်ဆုံသွားခဲ့ရပါတယ်။တနည်းအကြာမှာအာဆက်ပြုတ်ကျသွားခဲ့ပါတယ်။လက်ရှိငလင်းရဲ့ဗဟိုချက်ဟာစကိုင်းဖြစ်ပါတယ်။အဲ့ဒီဒေတာဟာအာနာသိမ့်ပြီးကတည်းကစစ်ကောင်စီကိုအပြင်းထန်တွန်းလှန်တိုက်ခိုက်နေတဲ့ဒေတာလည်းဖြစ်ပါတယ်။ပြည်ပတိုင်းပြည်တွေကလည်းငလင်းတန်ခံရတဲ့ဒေတာတွေကိုအကူအညီပေးရန်အစဉ်အသစ်ဖြစ်နေကြပါတယ်။အာနာသိမ့်အဖွဲ့ရဲ့အနီးကပ်မဟာမိတ်ဖြစ်တဲ့တရုတ်ဟာရှာပွေရင်းနဲ့ကေဇေးရေးအဖွဲ့တွေကိုဆေလွတ်ခဲ့ပြီးအကူအညီအဖြစ်အမေရိကန်ဒေါ်လာ14သန်းပေးရန်ကတိပြုထားပါတယ်။ အိန္ဒိယကလည်းကျန်းမာရေးဝန်ထမ်း100ခန့်နဲ့ကေဆေရေးအထောက်အကူပစ္စည်း15တန်ကိုပို့ပေးခဲ့ပါတယ်။ဗြိတိန်၊ EU ၊မလေးရှား၊ရုရှား၊စင်ကာပူ၊တောင်ကိုရီးယားကကူညီမယ်လို့ကြေညာထားပါတယ်။နိုင်ငံခြားအကူအညီများဖြတ်တောက်ထားတဲ့ဒေါ်နယ်ထရမ့်အစိုးရမှလည်းဒေါ်လာ2သန်းပေးမယ့်အပြင် USA အဖွဲ့ကိုဆေလွတ်ခဲ့ပါတယ်။နိုင်ငံတကာမှာရှိတဲ့ကေဆေရေးလုပ်သားတွေအနေနဲ့ပစ္စည်းပြိုကျနေတဲ့အဆောက်အအုံများပြတ်တောက်နေတဲ့ဆက်သွယ်ရေးစနစ်ဒေါ်လာရင်းအဖွဲ့များထိန်းချုပ်ထားတဲ့နေမီများအတွင်းရှိ ကေဇေးလုပ်ငန်းများအပေါ်ရန်ရှာနေမှုများနဲ့ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ပထမဆုံးရင်ဆိုင်ရမယ့်အခက်အခဲကတော့နိုင်ငံအတွင်းလေဆိပ်များလမ်းများတံတားများပျက်စီးနေမှုပင်ဖြစ်ပါတယ်။လက်ရှိမှာရန်ကုန်လေဆိပ်တစ်ခုတည်းသာနိုင်ငံတကာကေဇေးလေယာဉ်များအစင်းတက်လုပ်နိုင်ပါတယ်။ငလင်တန်တင့်တဲ့ဒေတာတွေကိုအဝင်အထွက်လုပ်နိုင်မဲ့လမ်းတချို့ကလည်းပိတ်နေပါတယ်။ငလင်တန်အပြင်းထန်ခံခဲ့ရတဲ့သခိုင်းနဲ့မန္တလေးကိုဆက်သွယ်ထားတဲ့ AR မြစ်ပေါ်ရှိတံတားနှစ်ဆင့်ကျိုးသွားခဲ့ပြီဖြစ်ပါတယ်။ဆက်များ ferry များနဲ့မြစ်ကိုဖြတ်ပြီးတည်ယူနေရတဲ့အတွက် ခยีမတွင်လည်းဖြစ်နေပါတယ်။စကိုင်းမှာဆိုအပုတ်နံ့တွေကစူးစူးရှာရှာထွက်လာနေ၍အသေးအပြောက်အများဆုံးဖြစ်မယ်လို့ခန့်မှန်းနေကြပါတယ်။ရက်ွက်တစ်ခုလုံးမြေပေါ်ပြပြဝစ်သွားပေမဲ့လည်းကဲဆယ်ရေးလုံနိုင်မဲ့လူတွေကမရှိဘဲဖြစ်နေပါတယ်။ကျမယုံဝန်ဆောင်မှုလုပ်ငန်းတွေကတခါဘူးမျှကောင်းခဲ့ခြင်းမရှိ၍ယခုအခါစစ်ကြောင်ပို၍ဆိုးလာခဲ့ပါတယ်။ရန်ကုန်မှာရှိတဲ့စေယုံတွေကလည်းတနေ့ကို၄နာရီသာလျှက်စင်ပြီးရပြီးသွေးအိတ်တွေမေဆေးတွေအပါအဝင်မရှိမဖြစ်လိုအပ်တဲ့ဆေးဝါးတွေလည်းပြက်လက်နေပါဗျ တော်လိုင်းရေးပူပေါင်းတပ်တွေကနိုင်ငံတဝက်ကျော်ကိုထိ ंछ ုတ်ထားပြီးဖြစ်တဲ့အတွက်အခြေအနေတွေပို၍ဆိုးလာနေပါတယ်။စစ်အာဏာသိမ်းအဖွဲ့ဟာပုဂ္ဂလိကစေယုံစေကမ်းများမှာရှိတဲ့ကျမ်းမာရေးဝန်ထမ်းတွေကိုလည်းတော်လိုင်းရေးကိုထောက်ခံတဲ့ CDM လုပ်တယ်ဆိုပြီးအလုတ်ဖြုတ်ပစ်ခဲ့ကြပါတယ်။မန္တလေးမှာအ ਨੇ ဆုံးပုဂ္ဂလိကစေယုံ၃ယုံပိတ်ပစ်ခဲ့ခြင်းဖြစ်ပါတယ်။ကျမ်းမာရေးလုပ်သားတဝက်နီးပါးအလုတ်ထွက်သွားခဲ့ကြရပါတယ်။နိုင်ငံတော်ဝန်အတော်များများမှာဆက်သွယ်ရေးပြတ်တောက်နေတဲ့အတွက်ကေဇေးရေးလုပ်ငန်းများနှောင့်နှေးနေရပြီး မိမြအတိုင်းအတာထိခိုက်ပျက်စီးသွားသည်ကိုလည်းခံမှန်းရခတ်နေပါတယ်။စစ်အာဏာသိမ်းအဖွဲ့ရဲ့လှုပ်ရက်ကြောင့်အခြေအနေတွေပိုဆိုးလာနေတဲ့၎င်းတို့ထိ ंछ ုံနိုင်ခြင်းမရှိတဲ့သကိုင်းဒေသရှိနေရအတော်များများအပါဝင်နိုင်ငံအနှံ့အတော်များများမှာအင်တာနက်လိုင်းများဖြတ်တောက်ထားခံရပါတယ်။တောင်ငူလောက်ထိအဆောက်အအုံတွေပြိုလဲတံကိုကြားခဲ့ရပေမဲ့လည်းအဆက်အသွယ်လုပ်ရမရဖြစ်နေတယ်လို့ဆိုပါတယ်။နောက်ထပ်အရေးကြီးဆုံးအချက်ကတော့ကေဇေးရေးအဖွဲ့များမိများအထိတွားခွင့်ပြုမိနည်းဆိုသည်ပင်ဖြစ်ပါတယ်။ရခိုင်အတိုင်းဆိုပါက ်ဇကိုင်းဒေတာအတော်များများကိုတောခွင့်ပြုမည်မဟုတ်ပါဘူး။၎င်းတို့ထိန်းချုပ်ထားတဲ့မန္တလေးနဲ့ဇကိုင်းတဝိုက်တော်တောခွင့်ပြုမဲ့အလားလာရှိနေပါတယ်။မြင်းငလင်ကြောင့်တော်လန်ရေးတပ်တွေလည်းအလဲထိုးခံလိုက်ရတယ်လို့ဖြစ်ခဲ့ပါတယ်။၎င်းတို့အားလိုအပ်သမျှပံ့ပိုးနေတဲ့ဒေတာတွေကလည်းယခုအခါ၎င်းတို့ယက်တီနိုင်ဖို့ပင်မနေရုံးကန်နေကြရပြီဖြစ်ပါတယ်။အယူတည်တတ်တဲ့စစ်ဘုတ်ချုပ်တွေကတဘာဝဘေးများအား၎င်းတို့အတွက်နမိတ်ဆိုးလို့ယူဆကြသူများဖြစ်ပြီးယခုဖြစ်ပေါ်လာတဲ့ငလင်ကြီးကြောင့်လဲစိတ်များကနာမငြိမ်ဖြစ်လာကြပါတော့မယ်။ လက်ရှိတွင်တော့တိုင်းပြည်ရဲ့စီးပွားရေးအရင်းမြစ်အားလုံးကိုတင်းကျပ်စွာချုပ်ကန့်ထားနိုင်စေဖြစ်ပါတယ်။ကေဇေးရေးလုပ်ငန်းများမှာတွေ့ကြုံလာရတဲ့အခက်အခဲများအကျက်တဲများဟာနှက်ရှိုင်းသမျှနှက်ရှိုင်းပြီးနိုင်ငံတကာအနေနဲ့၎င်းတို့အကူအညီပါသည်ဖြစ်စေမပါသည်ဖြစ်စေတိကိခံရသူများအားလုံးထံရောက်အောင်ကူညီတော်မီလားဆိုတဲ့အစံသက်ခံရမှုနဲ့ရင်ဆိုင်ရတော့မှာဖြစ်တယ်လို့စောင်းပါမှာရေးသားထားပါတယ်။ပြည်သူတို့ရဲ့ခုခံတွန့်လှန်စစ်မုတ်ချအောင်ရမည်လို့စောင်းပါရှင်ဆရာလှဆိုးဝေကဖော်ပြထားပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေနောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ